တနေ့တလုံးမှာအလုပ်တွေလုပ်ရမယ်။အိမ်ပြင်ထွက်ရမယ်။လုပ်ငန်းကင်တာတွေသွားရမယ်လုပ်ရမယ်။လုပ်ရမယ်သွားတဲ့အခါကျတော့အန္တရာယ်ဆိုတာချုပ်တတ်တယ်။အဆီးတဲ့အဆီးတဲ့နဲ့ပြောကြတာ။မမျောလင့်မဲနဲ့ဖြစ်တာကိုအဆီးတဲ့လို့ခေါ်တာ။အဲ့တော့အန္တရာယ်ဆိုတာတွေကိုချုပ်တတ်တော့ဒီအန္တရာယ်တွေမချုပ်ကြရအောင်။ဘာလို့ဖို့လိုအပ်တယ်လဲဆိုတာမှန်ကန်တဲ့နည်းတစ်ခုနဲ့ အန္တရာယ်တွေကိုမကြုံမှုခရအတွက်ဟောဒီဒုတိယတတိယမြောက်သရုတ်ထမြောက်ခါထာလေးကပြောတော်ဆိုတော့တပ်ပိဘုဒ္ဓဗလပတ္တပိစိကံနေသယံပလံအရဟန္တာနေသတေစေနရက္ခံဗန္ဒာမိသဗ္ဗတောရက္ခဆိုတာအဆောင်အရှောင်အကာအကွယ်တစ်ခုလုံးလိုက်တာအေးဒါကြောင့်မလို့ပြောကြတယ်ခေးသွားလို့ရှိရင်တပ်ပုတ်တွေရွတ်သွားတယ်ဆိုတာတပ်ပုတ်တွေဆိုဖျားရှိခိုးတာပဲ ဖះကိုအာယုံပြုပြီးတော့ရှ िख ိုးတာဒါလည်းဖះကိုအာယုံပြုလိုက်တဲ့ချင်းကိုယ်စိတ်ထဲမှာကုသိုလ်တွေဖြစ်သွားတယ်အဲ့ဒီကုသိုလ်ကကာဝေဆောင်လျှောက်တယ်လို့ဆိုလိုတာကုသိုလ်ရအောင်လုပ်ဖို့တော့လိုအပ်တယ်ပေါ့ဖះကိုအာယုံပြုဖို့လိုအပ်တယ်အခုကြည့်ဒီကာထာလေးရဲ့အဓိပ္ပာယ်ကဘလောက်ကောင်းတော့ဆိုတော့ရက္ခံဗန္ဒာမိသဗ္ဗတောအရက်ခတ်သိန်းကနေပြီးတော့ကို့အတွက်အကာအွယ်ဖြစ်အောင်ဆောင်းလျှောက်ဖို့လုပ်ပါတယ်တဲ့ဘာနဲ့အဆောင်းလျှောက်ဖို့လုပ်တာလဲဆိုတော့ သဗ္ဗေဗုဒ္ဓဗလပတ္ထခရီးတွေဆိုတာစွာအမတ္တမကြီးတယ်ကာယဗလညာနာဗလဆိုတာလို့စွာအကြီးတယ်ခရီးမန္တမယစွာအားတွေအမတ္တကြီးတယ်အဲ့ဒီခရီးတွေရဲ့စွာအားကိုအသုံးပြုပြီးတော့ဟုတ်လားအနိယခင်မှုကိုစောင့်ရှောက်မှု ကာကွယ်မှုကိုစီမံပါတယ်လို့ဒီလိုပြောတာဆိုလိုတာကမြတ်စွာဘုရားရဲ့ခုံကိုချစ်ကျွလိုက်တာပဲသဗ္ဗေဗုဒ္ဓဗလပတ္တဆရာရှင်တွေအားလုံးဟာ ကာယပလညာနာပလဆိုတဲ့စွမ်းအားတွေကိုရရှိထားတာဖြစ်ပါတယ်။အဲ့ဒီဖရားရဲ့စွမ်းအားတွေနဲ့ကျွန်ုပ်အကာအကွယ်လုပ်ပါတယ်။ဒါနဲ့အမြဲတမ်းမှန်ကန်တဲ့နိစ္စနဲ့လုပ်တာဖြစ်တယ်ပေါ့နော်။ပစ္စေကံနဲ့ရံပလံဖရားတွေကဘူးပစ္စေကဘုရားအရှင်မြတ်တွေလည်းစွမ်းအားတွေရှိ။အဲ့ဒီစွမ်းအားတွေနဲ့အကာအကွယ်လုပ်ပါအရဟံတန်းစသေစေတရဟန္တာပုဂ္ဂိုလ်ရဲ့အရှင်ဝါတွေလည်းရှိတယ် အဲ့ဒီအစိမ်အဝါတွေကိုတုံ့ချပြီးတော့ဟောလာကိုယ့်အတွက်အကာအကွယ်ဖြစ်စေပါတယ်လို့ဒီလိုပြောတာအဲ့တော့ဖရားကိုချီးမွမ်းပြီးတော့ဖရားရဲ့စွမ်းအားတွေရင်ထဲရောက်အောင်လုပ်တယ်တရားရဲ့စွမ်းအားဒီပိစိကဘုရားရဲ့စွမ်းအားတွေရင်ထဲရောက်အောင်လုပ်တယ်ယန္တာပုဂ္ဂိုလ်မြတ်တွေရဲ့စွမ်းအားတွေဒါအာယုပြည့်ဖို့တော့လိုအပ်တယ်ပေါ့နော်လောကမှာပွင့်သွားတဲ့ဖရားတွေအများကြီးရှိတယ် အဲ့ဒီပွင့်သွားတဲ့ဖရားတွေကိုစိတ်ထဲကအာယုံပြုတ်လိုက်ပြုတ်ပြီးတော့အဲ့ဒီဖရားတွေအားလုံးဟာဆွမ်းအားကြီးမားတော်မူကြတယ်တခါပိစိကဗုဒ္ဓတွေပွင့်သွားကြတာနဲတာပေါ့ဘူးအဲ့ဒီပိစိကဗုဒ္ဓတွေရဲ့ဆွမ်းအားလည်းမတမ်းမကြီးပါဘူးလောကမှာယဟန္တာပုဂ္ဂိုလ်တွေဆိုတာရှိတယ်ယဟန္တာပုဂ္ဂိုလ်တွေမှာလည်းဆွမ်းအားမတမ်းမကြီးတယ်အဲ့ဒီအရှင်မြတ်တည်းရဲ့ဆွမ်းအားဟာကျွန်ုပ်တို့အဆောင်ချောက်ဖြစ်ပါလေဆို ဒါအမတန်ကောင်းတဲ့အတိတ်ပဲဘုရားတရားတန်ခါကိုကိုကတတိယပြီးတော့စောင့်ရှောက် လုပ်တဲ့အတိတ်ပဲမျိုးဖြစ်တယ်ပေါ့အဲ့တော့နာနေခင်းမှာအင်ဂျင်ထွက်အလုံးလုံးခီးသွားအလုံးလုံးတဲ့အခါဒီလိုအကာအွယ်စောင့်ရှောက်ဖလေးနဲ့လုတ်သွားဖို့အတွက်ပုပ္ပန္နတုတ်ထဲမှာဒါကိုလည်းထည့်သွင်းပြီးတော့ရေးသားထားကြတယ်